ဒါနဲ့မဲခွန်းထုတ်ဆရာလို့ရတယ်ရှိခဲ့ပေမဲ့ထိုင်းတိုင်းတန်တန်ဖိုင်နဲ့တက်သွားတဲ့အင်တာတကယ်ကိုစိတ်လုံရှားရှားအပြည့်နဲ့ပွဲကောင်းတစ်ပွဲကိုခံစားလိုက်ရတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ချန်ပီယံလိဂ်ဆိုတဲ့အတိုင်းပရိသတ်တွေကိုပွဲချင်းပြေးနေပါဖျော်ဖြေမှုအပြည့်ပေးဆွနိုင်ခဲ့ပါတယ်။ဘယ်အသင်းကတော့ညံ့နေဘယ်အသင်းကတော့ပိုကောင်းနေဆိုတာမျိုးထက်အခွင့်အရေးတွေကိုအသုံးချနိုင်စွမ်းရှိတဲ့အသင်းကပဲနောက်ထပ်ဆင့်တက်ရောက်သွားတယ်လို့ပြောရမှာဖြစ်ပါတယ်။ကိုရီးယားနိုင်ငံဆုံးဖြတ်ချက်ချက်ချို့ကတော့မေကွန်ထုတ်ဆရာရှိပေမဲ့လည်းအင်တာမီလန်ဟာထိုက်ထိုက်တန်တန်နဲ့ပဲဘိုလ်လူပွဲကိုရောက်ရှိခဲ့တာပါ။ အီတလီကလပ်အနေနဲ့၃နှစ်အတွင်းဒုတိယအကြိမ်မြောက် final တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး2023ခုနှစ်တုန်းကနာကျင်မှုကိုပြန်လည်ဖြေပြောင်းနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါတကယ်လို့ဒီနေ့ကစားမဲ့ပွဲမှာအာဆင်နယ်သားတက်လာခဲ့ရင်တော့အင်္ဂလန်နဲ့အီတလီတို့ရဲ့အားပြန်မှုကိုနောက်တစ်ကြိမ်ထပ်ပြီးတော့မြင်တွေ့ရအောင်ပါပါဘာစလိုနာအတွက်ကတော့ပန်းဝင်ကန်ဒီမှာခြေခေါက်လဲသွားတယ်လို့ပဲပြောချင်ပါတယ်ရာဖင်ယာရာမဲလွန်နော့စကီတို့ရဲ့အဆူအဖွဲနဲ့တိုင်းစစ်ထမ်းမြတ်မှုကိုပြသခဲ့ပေမဲ့နောက်ထပ်အားလဲချက်တွေကပဲဘာစလိုနာရဲ့ဆယ်နှစ်တာအိမ်မက်ကိုထပ်ပြီးဖျက်ဆီးခံလိုက်ရတာပါ ပထမကျောင်းမကလေးကအားနည်းနေတဲ့ခန်းစစ်ကြောင်းကိုအင်းလီမီမှာပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိပဲနောက်ကနေပဲလိုက်ကစားခဲ့ရတာဖြစ်ပါရင်ရာဖင်ဟာရာမဲရိုအတွက်ကတော့ဘောလုံဒီယောဆုအတွက်ရင်ခုန်မှုတွေအနေငယ်တိုးတိတ်သွားခဲ့တယ်လို့ဆိုရမှာဖြစ်ပြီးတစ်ချိန်တည်းမှာပဲဒီနေ့ဘောလုံဒီယောဆုဟာရင်ခုန်စရာအကောင်းဆုံးခိုက်တံကိုရောက်ရှိလာခဲ့တယ်လို့ပြောရမှာပါ။အင်းရှင်နာမီလန်ဟာဒီနေ့ပွဲမှာ၃ဂါးနှစ်ကစားလဲပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာသူရဲနဲ့လော်တာရိုမာဒီနဲ့ကိုတွဲပေးထားပါရင်ကွဲလပါတော့ဗယ်ရီလာ၊ကေဟာလို၊ဂလိုးနဲ့မီကီတာတို့ပွဲထွက်လာခဲ့ပြီးဒန်ဖရိုင်းနဲ့ဒီမာကိုကိုတော့ဝင်းဘက်တွေအဖြစ်ထားကစားခဲ့ပါရင် ကိုသမားကတော့စောမပဲဖြစ်ပြီးနောက်တန်းမှာ business academy နဲ့ boston တို့ကိုခင်းကျင်းလာခဲ့တာပါဘာချနာဘက်ကတော့လင်းနဲ့တောင်းနေကစားခွက်တဲ့ပွဲထွက်လာခဲ့ပြီးတိုက်ဆက်မှာ foreign torrent ကိုထောင်ထားက rafin အား olmo လို့ drama လို့နဲ့ခင်ကျင်ခဲ့ပါတယ်။ကွလဲမှာတော့ pdr နဲ့ဒီကြောင်တို့ပွဲထွက်လာခဲ့ပြီးနောက်တန်းမှာ martin martin နဲ့ kovac နဲ့ eric garcia တို့ကိုပွဲထုတ်ခဲ့ပါတယ်။ပွဲစားရဲဆိုတဲ့ ancient inter milan ကဖိအားပေးကစားဖို့ကြိုးစားလာခဲ့ပေမဲ့ဘာကာရဲ့တုတ်ပြန်ပေါ်ကလည်းအကောင်းဆုံးပုံစံမှာရှိနေခဲ့ပါတယ်။ပွဲချိန်15မိနစ်မှာ ia ထိတ်ကနေ rafin ကပထမဆုံး goal ball ကန်သွင်းချက်ပြုတ်လုပ်ခဲ့ပေမဲ့ soma ကကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဝယ်ရင်နဲ့စက်တမလဲမှာတော့ဒန်ဖရိုင်ရဲ့ဖန်လေးပေးမှုကနေဘယ်ရီလာကလှလှပါလှဲ့ထွက်ပြီးအပြင်းကန်သွင်းခဲ့ပေမဲ့ဆက်စနီကပုတ်ထုံနိုင်ခဲ့ပါတယ်။တိမချပါဘူးအင်တာရုပ်ဥဆောင်ကိုဆက်ရသွားခဲ့ပြီးကွင်းလယ်ကအုံမိုးရဲ့အမားကနေရရှိလာတဲ့ခွင့်ရေးကိုဒန်ဖရိုင်ရဲ့ဖျက်ချိုးပေးမှုကနေတဆင်မာဒီနဲ့ကသွင်းယူခဲ့တာပါ။ဥဆောင်ကိုပေးလိုက်ရပြီတော့ဘာကဘက်ကလည်းပြန်လဲဖိအားပေးထားနိုင်ခဲ့ပေမဲ့အင်တာကန်ဆယ်ကြောင်းကိုတော့ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ပွဲချိန်၄မိနစ်၄၀ပါလဲ KR Group အပိုင်ကန်ကွင်းရခဲ့ပေမဲ့ဂိုးဘေးကနေကတ်ထွက်သွားခဲ့ပါတယ်။ပွဲကျင်၄၂မိနစ်မှာတော့မာဒီနက်ကိုကိုဝါစီကတားဆီးရမှာအနေငယ်ချမ်းတမ်းခဲ့တယ်ဆိုပြီးကွင်းလယ်နိုင်ကဗီအာပြန်ကြည့်ကအင်တာဘက်ကိုပယ်နယ်တီပေးလိုက်ပါတယ် ရရှိလာတဲ့ဗန်ဒန်ဒီကိုကေရန်တို့ဂလုကအမောင်းရမရှိအဆုံးသက်ပြီးပထမပိုင်းအပိမှာအင်တာတို့နှစ်ဂိုးပြည့်နဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်းအင်တာဘက်ကပဲဆက်လက်ပြားပေးထားနိုင်ခဲ့ပြီးပွဲချိန်52မိနစ်မှာအခါဘီရောက်နောက်ထပ်ဦးဆောင်ကိုထပ်သွင်းခဲ့ပေမဲ့လူကျုံနေခဲ့ပါတယ်။ပွဲချိန်54မိနစ်မှာတော့ဘာကာတို့ချီပါဂိုတို့ကိုပြန်လည်ရရှိခဲ့ပြီးဂျာရမတ်တင်ရဲ့ပေးပို့မှုကိုဂါစီယာကမြေမချကံပြီးသွင်းယူပေးခဲ့တာပါ။ချက်ချင်းပဲအင်တာဘက်ကလည်းတုတ်ပြန်ပုံကောင်းခဲ့ပြီးအေရီယာထိတ်ကဘယ်ရီလိုက်ကံချက်ကိုဆက်စနီကကာကွယ်နိုင်ခဲ့တာကြောင့်ဘာကာတို့တတ်တာရခဲ့ပါတယ်။ အဲ့တော့ဘာသာဘက်ကပဲတောင်းလျှောက်ဖိအားပေးထားနိုင်ခဲ့ပြီးပွဲချိန်56မိနစ်မှာတမ်ပြန်တက်စစ်ကနေရရှိလာတဲ့ခွင့်ကိုပေရီကဂိုးချစ်ပြန်ချမှာဂါစီယာကအပိုင်အဆုံးသတ်ခဲ့ပေမဲ့ဆိုမကကာကွယ်သွားနိုင်ခဲ့ပါရင်ပွဲချိန်မိနစ်60မှာတော့မာတင်ရဲ့ဖန်နေပေးမှုကနေအိုမိုကပြင်းဝင်ကောင်းတက်ပြီးဒုတိယခြေဝါကိုကိုသွင်းယူပေးခဲ့ပါရင်ပွဲချိန်68မိနစ်မှာတော့ရာမဲကိုမက်ခီတိုင်ကတားဆီးပုံနဲ့ငယ်ကျန်းတက်ခဲ့တာကြောင့်ဘာကာတို့ပန်တီရရှိခဲ့ပါရင်ဒါပေမဲ့ဗီယာပြန်လဲစစ်ဆေးရမှာတော့စီးအပြစ်မှာဖြစ်နေခဲ့တာကြောင့်ပယ်ဖျက်သွားခဲ့ပါရင်ပွဲချိန်86မိနစ်မှာတော့အေရီယာပြင်မကနေရာမဲရဲ့ကန်ချက်ကတော်တော်လေးကောင်းခဲ့ပြီးဆိုမကကာကွယ်နိုင်ခဲ့ပါရင် ။ပွဲချင်း၈၈ခုနဲ့မှာတော့ဘာကာတို့ဥစားကိုပြန်လည်ရရှိခဲ့ပြီးရာဖင်ဟာကပဲနှစ်ဆင့်ပိန်သွင်းခဲ့တာပါ။နာချင်းချင်းမျိုးရောက်တဲ့အထိဘာကာကပဲစတိုက်ဖျားပေးထားနိုင်ခဲ့ပြီးရောမဲကန်ချက်တိုင်ထိထွက်သွားတာကလည်းနှမျောစရာဖြစ်ခဲ့ပါရင်ဘာကာတို့နောက်ဆင့်တက်ပြီလို့ထင်နေတော့မှာပဲအခါဘေးကအင်တာအတွက်ခြေပါကိုသွင်းယူပေးခဲ့တာကြောင့်အချိန်မိုဆက်လက်ကစားခဲ့ရပါရင်အချိန်မိုကတော့နှစ်ပတ်စလုံးကစားကြဆင်းလာခဲ့ပြီးပွဲချင်း69နဲ့မှာသွင်းယူခဲ့တဲ့ FRTC ရဲ့သွင်းကိုလည်းအင်တာတို့နောက်ဆင့်ကိုတက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါရင်